င်္ဂလာပါရှင်ဒီတစ်ပတ်တော့အာရှဒေတာတွင်ထွက်ကြတဲ့သတင်းကောင်းထုတ်ချက်တွေနဲ့အတူကမ္ဘာနိုင်ငံအသီးသီးကခေါင်းဆောင်တွေနဲ့စီးပွားရေးပညာရှင်တွေတက်ရောက်လာကြတဲ့ဒါဖို့ကမ္ဘာစီးပွားရေးဆွေးနွေးပွဲသတင်းကိုကြည့်ကြရမှာပါအဲ့ဒီနောက်မှာတော့တောင်တရုတ်ပင်လယ်တွင်းကအငင်းပွားမှုကိုဖိလစ်ပိုင်နိုင်ငံကကုလသမဂ္ဂခုံရုံးကိုတင်သွင်းလိုက်တဲ့အကြောင်းတင်ဆက်ပေးထားပါတယ်အခုသတင်းကောင်းထုတ်ချက်တွေကိုကြည့်ကြရအောင်ပါရှင် ောက်ကိုရီးယားမှာဂျိုရုမျိုးစုံအမေရိကန်ကိုပြစ်မှတ်ထားမဲ့တာဝဲပစ်တုံးချီနဲ့အစ်စ်မြစ်နျူကလ িয়ার စမ်းသပ်မှုတွေကိုလုံသွားဖို့အစီအစဉ်တွေရှိတဲ့ကြောင်းနိုင်ငံပိုင်ရုံးမြစ်တန်ကြားကကြေညာလိုက်ပါတယ်မြောက်ကိုရီးယားရဲ့ဒီဇင်ဘာလအတွင်းကဒုံးပျံဆန်းသတ်မှုအကြောင်းကိုကုလသမဂ္ဂလုံခြုံရေးကောင်စီကနေတန်ခတ်ပိတ်ဆို့မဲ့ဆုံးဖြတ်ချက်ကိုသဘောတူလိုက်တဲ့နောက်မှာမြောက်ကိုရီးယားစစ်ကောင်စီကနေအခုလိုကြေညာလိုက်တာပါ။ ဒါပေမဲ့မြောက်ကိုရီးယားရဲ့တာဝဲပစ်တုံးကြီးတွေဟာအမေရိကန်ပြည်အောင်စုထိရောက်နိုင်အောင်အဆင်မမြင်သေးတယ်လို့တာဝဲပစ်တုံးကြီးမှာနျူကလ িয়ার ထိပ်ဖူးတက်နိုင်တဲ့နည်းပညာလဲမြောက်ကိုရီးယားမှာမရှိသေးဘူးလို့ယုံကြည်ထားကြပါဗျ။ဒီတစ်ပတ်အစောပိုင်းမှာကျင်းပပြီးစီးသွားတဲ့အိန္ဒိယကွန်ဂရက်ပါတီစီဝေးကနေပါတီအထွေထွေတွင်ရင်းမှုရာအိုးခန်ဒီကိုပါတီဒူဩက္ကဋ္ဌဖြစ်တာဝန်အပ်နှင်လိုက်ပါတယ်။ ရာဟုဂန္ဒီဟာလက်ရှိပါတီဥက္ကဋ္ဌဆိုနီယာဂန္ဒီရဲ့သားဖြစ်တယ်လို့အိန္ဒိယလက်လက်ရေးကောင်ဆောင် နေရူးရဲ့မြစ်တော်သူပါကွန်ကရက်ပါတီကတော့ပါတီရဲ့ကောင်ဆောင်မှုကိုပိုပြီးအားကောင်းစေပြီးလူငယ်မဲဆန္ဒရှင်တွေရဲ့ထောက်ခံမှုတွေကိုပိုရဖို့မျှော်လင့်နေပါတယ်အသက်42နှစ်အရွယ်ရာဟုဂန္ဒီဟာ2014ရွေးကောက်ပွဲကြရင်ဝန်ကြီးချုပ်လောင်းတယောက်ဖြစ်လာနိုင်တယ်လို့မီဒီယာတွေကထင်ကြေးပေးနေပါတယ် Syria ကတိုက်ခိုက်မှုတွေကိုအဆုံးသတ်ဖို့နဲ့ Syria အရေးနဲ့ပတ်သက်လို့ကုလသမဂ္ဂလုံခြုံရေးကောင်စီမှအင်အားကြီးနိုင်ငံတွေအားလုံးတညီတညွတ်ထဲရှိကြဖို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာလက်ထောက်တွင်ရင်မှုကတောင်းဆိုလိုက်ပါတယ်။ကုလသမဂ္ဂမှာအင်အားကြီးနိုင်ငံတွေအကွဲအဝေးပြားပြားဖြစ်နေရင်စိုးကျိုးတွေပေါ်ပေါက်လာနေတယ်ဆိုတာကိုဆီးရီးယားကနမူနာပဲလို့ပြောပါရတယ်။ ဆီးရီးယားကတိုက်ပွဲတွေအတွင်းမှာလူပေါင်း6000ကျော်တေဆုံးသွားပြီးတိုင်းပြည်စစ်ပွဲပျက်စီးသွားတာကြောင့်လူပေါင်း2000ခွဲအငတ်ပေးနဲ့ကြုံနေရပါတယ်။အခုချိန်ထိညှိနှိုင်းမှုမျှော်လင့်ချက်တွေမရှိသလောက်ဖြစ်နေပြီးနိုင်ငံတွင်းကစိတ်ဝမ်းကွဲမှုတွေကပိုပြီးနှက်ရှိုင်းလာနေပါတယ်။ အာဖဂန်နစ္စတန်မှာပုံမှန်ထပ်ပေါ်တဲ့ဇောင်းရာသီအေးဒဏ်ကြောင့်ဇန်နဝါရီလအစောပိုင်းမှာလူ18ယောက်သေဆုံးသွားပြီး17ယောက်ကကလေးတွေဖြစ်တဲ့အကြောင်းနိုင်ငံတကာလူငင်းချမ်းသာ권အဖွဲ့ကဆိုပါတယ်။ပြီးခဲ့တဲ့ဇောင်းရာသီတုန်းကလည်းအေးလွန်ခဲ့ပြီးလူ100လောက်သေဆုံးခဲ့ပူပါတယ်။ဆယ်စုနှစ်တွေချီပြီးပြည်တွင်းစစ်ဖြစ်ခဲ့တဲ့အာဖဂန်နစ္စတန်မှာပြည်တွင်းရွှေ့ပြောင်းဒုက္ခတွေအ ਨੇ ဆုံး၄သိန်းခွဲလောက်ရှိနေပြီးအေးလွန်ခဲ့တဲ့ဇောင်းရာသီမှာဒုက္ခတွေတွေအတွက်အကူအညီတွေလည်းလိုအပ်နေတဲ့အကြောင်းကယ်ဆယ်ရေးအဖွဲ့တွေကဆိုကြပါတယ်။ ထိုင်ဝမ်ကလှုပ်ရှားတက်ကြွသူတွေပါဝင်တဲ့အဖွဲ့တစ်ဖွဲ့ဟာဇန်နဝါရီလ24ရက်နေ့ညတကောင်ချိန်မှာထိုင်ဝမ်အမျိုးသားအလံတွေကိုလွှင့်ထိုးပြီးဒိုင်ရူတိုင်ကျွမော်ကနေဂျပန်တွေထွက်သွားဆိုတဲ့ကြွေးကြော်သံတွေကိုအော်ဟစ်ရင်နဲ့ရွက်လွင့်ထွက်ခွာသွားကြပါတယ်။အငင်းပွားနေတဲ့ကျွန်းတွေကိုဂျပန်တွေကစန်ကာကူလို့ခေါ်တယ်လို့တရုတ်တွေကဒိုင်ရူလို့ခေါ်ပါတယ်။ထိုင်ဝမ်မှာတော့ဒိုင်ရူတိုင်လို့ခေါ်တာပါ။မနေ့ကစက်တင်ဘာလတုန်းကဂျပန်ကကျွန်းတွေကိုဝယ်မယ်လို့ဆုံးဖြတ်လိုက်တာကိုမကျေနပ်တဲ့အတွက် ထိုင်ဝမ်သားတထောင်ကျော်ဟာလမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြပါတယ်။ကမ္ဘာနိုင်ငံတည်တိကခေါင်းဆောင်နေနဲ့စီးပွားရေးပညာရှင်တွေတက်ရောက်တဲ့ဒါဘိုကမ္ဘာစီးပွားရေးဆွေးနွေးပွဲကိုဇန်နဝါရီလ23ရက်နေ့မှာဖွင့်လှစ်လိုက်ပါတယ်။ကမ္ဘာစီးပွားရေးအကြက်တဲကနေလွမြောက်ဖို့အလားအလာပေါ့ပညာရှင်တွေနဲ့ခေါင်းဆောင်တွေကဘလို့အသုံးသက်ထားလဲဆိုတာကိုလေ့လာကြည့်ကြရအောင်ပါရှင်။ ဘာရဲ့ဂျာမဲဆွေးနွေးပွဲကိုနိုင်ငံအသီးသီးကစီးပွားရေးခေါင်းဆောင်1500ကျော်နဲ့နိုင်ငံခေါင်းဆောင်50လောက်တက်ရောက်ခဲ့ကြပါတယ်။ကမ္ဘာစီးပွားရေးကြက်တဲကာလာမချင်းပါတဲ့ဒီနေ့ဒါဘူးစီးပွားရေးဆွေးနွေးပွဲခေါင်းဆောင်ကကြန့်ခိုင်သောဆွမ်းအားဖြစ်ပါတယ်။ကမ္ဘာစီးပွားရေးကြက်တဲကိုကြော်လွှားနိုင်မှုမျှော်မှန်းထားကြပေမဲ့ပြဿနာတွေကိုမှန်မှန်ကန်ကန်ဂရင်တွဲဖြည့်ရှင်းနိုင်မဲ့ခေါင်းဆောင်မှုဘက်မှအားနည်းနေတဲ့ကိစ္စကိုတော့စိုးရိမ်နေကြပါတယ်။ G20 created G20 အဖွဲ့ကတော့ရရှိတည်တမီဗန်းများတဲ့စီးပွားရေးတိုးတက်မှုအတွက် policy တွေချမှတ်နိုင်မှုလေ့လာနေတာတွေရှိပါတယ်။ဒါပေမဲ့ပြဿနာကအများကြီး policy တွေချမှတ်ပြီးလက်တွေ့အကောင့်ထဲပေါ်တဲ့အစဉ်ကိုမတက်လှမ်းနိုင်သေးပါဘူး။အကြောင်းကခေါင်းဆောင်တွေကညီညွတ်ညွတ်နဲ့ပိုင်းဖြတ်ချက်ရှိရှိဆောင်ရွက်တဲ့အပိုင်းမှာအားနည်းနေပုံရပါတယ်။စီးပွားမှာစီးပွားရေးခေါင်းဆောင်တရားဥစစ်တမ်းကောက်ယူတဲ့အခါမှာတော့စူရတွေမှာဗန်ဒိုင်းမတည်ငြိမ်တာကိုအကြောင်းပြုလို့နောက်ထပ်ဗန်ဒိုင်းအခြေတဲ့ဂျုံမာကိုလည်းစိုးရိမ်နေတယ်လို့ဆိုကြပါတယ်။ ဘလို့ဒီမှာဥရောပနဲ့အမေရိကန်ပြည်ထောင်စုမှာစီးပွားရေးအချက်အလက်ကလည်းမလို့မြောက်သေးပါဘူး။ certainly from a moving out of the crisis အခြေအနေကနေလွမြောက်ဖို့ဆိုရင်အမေရိကန်မှာလုပ်ငန်းတွေအရှင်ရလာဖို့လိုပါတယ်။အမေရိကန်ကစီးပွားရေးနယ်လန်ထားတာရင်ကမ္ဘာစီးပွားရေးတစ်ခုလုံးအထောက်အပံ့ပြုနိုင်မှာသိကြပါတယ်။စီးပွားရေးဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာတော့လုပ်ငန်းတွေကအခြေအနေကောင်းပါတယ်။အခုတော့အမေရိကန်ပြည်ထောင်စုမှာနယ်လန်ထားတာပြုနေပါပြီ။ဒါဟာသိကောင်းတဲ့အလားလား။ စီဝေးပထမနေ့မှာကမ္ဘာနိုင်ငံရေးနဲ့စီဝေးခေါင်းဆောင်တွေဟာလက်ရှိကမ္ဘာစီဝေးအခြေအနေအရရကိုဆွေးနွေးကြပါတယ်။တရုတ်ရုရှားနဲ့တောင်အာဖရိကတို့လိုစီဝေးအတက်ပြနေတဲ့နိုင်ငံတွေရဲ့အလားအလာတွေကိုလည်းဆွေးနွေးကြပါတယ်။ဒီနိုင်ငံတွေဟာကမ္ဘာစီဝေးပြန်လည်နယ်လန်ထဖို့ထောက်ကူပြုမယ်လို့ကြွမ်းကျင်သူတွေကထုံးတက်ကြပါတယ်ခင်ဗျာ။ ဒီနေ့ပိုင်းတွင်းမှာတောင်တရုတ်ပင်လယ်ဟာအာရှမှာစစ်ဖြစ်နိုင်ရေအများဆုံးဒေသဖြစ်နေပါတယ်။အခုတော့တောင်တရုတ်ပင်လယ်တွင်းကအငင်းပွားမှုကိုဖိလစ်ပိုင်နိုင်ငံကကုလသမဂ္ဂခုံရိုးကိုတင်သွင်းလိုက်ပါပြီ။ဒီအကြောင်းကိုကြည့်ကြရအောင်ပါရှင်။တောင်တရုတ်ပင်လယ်မှာတရုတ်နဲ့အရှေ့တောင်အာရှနိုင်ငံတွေနေမြေပိုင်နဲ့အငင်းပွားနေကြတဲ့ကိစ္စမှာ တရုတ်ရဲ့ဥပဒေချိုးဖောက်တဲ့လုပ်ရက်တွေကိုကုလသမဂ္ဂရေချောင်းဥပဒေသဘောတူညီချက်ဆိုင်ရာခုံရုံးကနေရက်တံပေးဖို့ဖိလစ်ပိုင်ကတောင်းဆိုလိုက်တာပါ Philippines has exhausted almost all political and diplomatic avenues. တရုတ်နဲ့အငင်းပွားနေတဲ့ကိစ္စမှာငြင်းငြင်းနဲ့နီးနဲ့အပြေရလအောင်ဆိုပြီးတော့တနမန်နီးလန်းနဲ့ညှိနှိုင်းခဲ့တာလည်းအချိန်မောင်းလည်းမနေတော့ပါဘူး။1995ခုနှစ်ကနေအခုချိန်ထိအငင်းချင်းဖလှယ်ပြီးတော့ငြင်းငြင်းနဲ့နီးလန်းနဲ့အပြေရဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ ခြေအနေကအခုချိန်ပြီးတော့မြေရပါပဲအခုတော့စိတ်ကုံသွားပါပြီဒါကြောင့်ကုလသမဂ္ဂခုံရုံးကနေခိုင်မာတည်တဲ့နဲ့အဖြစ်တစ်ခုထွက်ပေါ်လာမယ်လို့လည်းမျှော်လင့်ပါတယ် We hope that the arbitral proceedings shall bring the dispute ရင်းနှံတိုက်တွေရှိနိုင်တဲ့တောင်တရုတ်ပင်လယ်မှာတရုတ်လက်ပိုင်းဗီယက်နမ်တို့နေမြေလူနေကြသလိုတခြားအာဆီယံနိုင်ငံတွေဖြစ်တဲ့မလေးရှားဘရူနိုင်းတို့အပြင်ထိုင်ဝမ်ကလည်းပိုင်တဲ့အငြင်းပမှုပြဿနာတွေမှာပါဝင်ပတ်သက်နေပါတယ်။တရုတ်ကတော့ 菲律宾现在哈，哦、这到哪有个货币收兑在里面入手玩嘞？这有着充分的历史和法理依据。到底有不有嘛、ER？这要也交强啊，那那不得子也吧？一那不得他妈偷的，吧？菲律宾人嘛，骗你的，别哪啊？菲律宾不问就嘛？第六问就个三年嘛？ ်တရုတ်ဘက်ကပြည်ထနာကိုနှစ်နိုင်ငံညှိနှိုင်းတဲ့အနေနဲ့ပဲဖြည့်ရှင်းသွားမယ်လို့လည်းပြောပါဗျ။အမေရိကန်စွမ်းအင်အချက်လက်ဌာနရဲ့2008ခုနှစ်အကြေအင်ခံစာအရတောင်ရုပ်ပင်လယ်မှာရေနံစီပေါင်း213ဘီလီယံလောက်အထိရှိတဲ့ရေနံတိုက်တွေရှိတယ်လို့ဆိုထားပါဗျ။စွမ်းအင်လိုအပ်ချက်မြင်မာတဲ့တရုတ်နိုင်ငံက2015ခုနှစ်ကြာရင်တောင်ရုပ်ပင်လယ်ကနေနှစ်စဉ်သဘာဝဓာတ်ငွေ9ဗီမီတာ15ဘီလီယံလောက်ထုတ်ယူနိုင်ဖို့ရည်မှန်းပြီးလေ့လာရှာဖွေနေကြပါဗျ။ ဒါကြောင့်ပြည်ထနာတွေကတော့ပို့ဆိုးလာဖို့အလားအလာရှိနေပါတယ် We want uh, the arbitral tribunal to establish အနောက်ဖိလစ်ပိုင်ပင်လယ်မှာတည်ရန်စတာတွေရှာဖွေခွင့်ကိုကုလသမဂ္ဂဆီကနေကွန်ပျူတာလိုချင်ပါတယ်အနောက်ဖိလစ်ပိုင်ပင်လယ်ကရေနံနဲ့ဓာတ်ငွေတွေကဖိလစ်ပိုင်ရဲ့ရေရှည်တိုးတက်မှုအတွက်လေကားတွေဖြစ်ပါတယ်ဒါကြောင့်ဒါတွေကိုကာဝယ်သွားမယ်ဖိလစ်ပိုင်ဖွဲ့စည်းဖို့အခြေခံဥပဒေအောက်ကနေလိုအပ်သလိုဆောင်ရွက်သွားမယ် in the west philippine sea တတိယမာလာတုန်းကလည်းအရှေ့တရုတ်ပင်လယ်မှာရှိတဲ့ ဆန်ကာကူဒါယူကျွန်းနေနဲ့ပတ်သက်လို့တရုတ်ဟာဂျပန်နဲ့နယ်မြေပိုင်နဲ့အရင်းပွားခဲ့ပါသေးတယ်။ဒါကြောင့်လဲဒီနှစ်ပိုင်းတွေအတွင်းမှာတောင်တရုတ်ပင်လယ်ဟာအာရှမှာစစ်ဖြစ်နိုင်ခြေအရှိဆုံးဒေသဖြစ်တယ်လို့သုံးသပ်နေကြပါတယ်ရှင်။အခုဆက်လက်ကြည့်ကြကြမှာကတော့အာရှဒေသသတင်းဆောင်ပါအစီအစဉ်ပဲဖြစ်ပါတယ် လီဘောနိုင်ငံမှာအစိုးရနဲ့မော်ဝါလီတပုံတွေကြားငြိမ်းချမ်းရေးသဘောတူညီချက်ရရှိခဲ့တာ6နှစ်ရှိခဲ့ပြီဖြစ်ပါတယ်။သဘောတူညီချက်ရမော်ဝါလီတပုံတွေဟာရွေးချယ်စရာနှစ်လမ်းရှိပါတယ်။တစ်လမ်းကတော့အစိုးရစစ်တပ်နဲ့ပူးပေါင်းမှုဖြစ်ပြီးနောက်တစ်လမ်းကတော့တပ်မဲ့ရဲသားဘဝကိုခံယူဖို့ဖြစ်ပါတယ်။မနစ်ကစလို့မော်ဝါဒီတပုံတထောင်လောက်ဟာအစိုးရစစ်တပ်နဲ့ပူးပေါင်းခဲ့ပြီးကျန်တဲ့1400လောက်ဟာတပ်မဲ့ရဲသားဘဝကိုရွေးချယ်လိုက်ပါတယ်။ ီအကြောင်းကိုဒီတစ်ပတ်အာရှဒေတာသတင်းဆောင်မအစီအစဉ်လေးနဲ့တင်ဆက်ပေးထားပါလေရှင်အသက်29နှစ်အရွယ်ပါဝန်ကူမာပိုဂတိတယောက်ဓာသွေးနေပါတယ်။သူနဲ့အင်းကြီးချင်း၃ယောက်တို့ပြားရည်အရှာထွက်ဖို့ပြင်ဆင်နေကြတာပါ။သူ့အတွက်ကတော့ဒါဟာဘဝတစ်ဆင့်ချိုးပါပဲ။လွန်ခဲ့တဲ့9နှစ်တုန်းကတော့ပါဝင်ဟာ နီဘောကွန်မြူနတီပါတီရဲ့ပြည်သူ့လွတ်မြောက်ရေးတပ်ကအဖွဲ့ဝင်ဖြစ်ခဲ့ပါတယ်။2006ခုနှစ်မှာညဉ့်ညဉ့်ရေးသဘောတူစာချုပ်ချုပ်ဆိုပါတယ်။အဲ့ဒီစာချုပ်အရတပုံးတွေအတွက်ရွေးစရာနှစ်လမ်းရှိပါတယ်။အစိုးရစစ်တပ်ထဲကိုဝင်ကြည်ရင်ဝင်အဲ့ဒီလမ်းကိုမရွေးကြည်ရင်တော့လက်နက်အပြီးစွန်ပြီးအငိမ့်စားယူကြဖို့ဖြစ်ပါတယ်။ဘာဝင်ကတော့ဒုတိယလမ်းကိုယူလိုက်ပါတယ်။ဒီလိုနဲ့အစိုးရစီကထောက်ပံ့ကြီးအနေနဲ့အမေရိကန်ဒေါ်လာ12000လောက်လေးရလိုက်ပါတယ်။ဒီကောအမီကိုရီးယားရေးဆိုချိုအောင်ဆန်နေခဲ့ကောင် အဲ့ဒီပတ်စံနဲ့နေဝယ်တယ်အိမ်လေးတစ်လုံးစောက်လိုက်တယ်ကျန်တဲ့ပတ်စံနဲ့စီးပွားရေးလုပ်ငန်းလေးတစ်ခုလုပ်တယ်အခုဆိုရင်ပြားမွေးမြူရေးလုပ်ပြီးတော့ဝင်ဝင်ရနေပါပြီမော်ဝါဒီတပုံပေါ်ကမှပါဝင်နှွဲခဲ့ရတဲ့တိုက်ပွဲပေါင်းကလည်းမနေပါဘူးသူတို့ဒေသကရဲစခန်းကိုလည်းဝင်တိုက်ဖို့ကြိုးစားခဲ့ပူပါတယ်တိုက်ပွဲမှာတန်ရာလည်းရခဲ့ပူပါတယ် धेरै छन् सर सँगै सँगै सहभागी भएका धेरै ठाउँमा पछिल्लो चरण आएर त्यो अ त त ्ေကိုကဲခြင်းရဲ့နဲ့မကဲနိုင်ခဲ့ပါဘူးမဟုတ်ဆိုင်ပရဒက်ရှင်ဖီလ်မှာပေါဝင်ရဲ့ဇနီးဆွန်းလူကိုယ်တိုင်ကလည်းမော်ဝါဒီတပုံရဲမီတယောက်ပါပဲသူ့အသက်15နှစ်ကလေးကမော်ဝါဒီတပုံတက်သေးကိုရောက်ခဲ့တာပါ တက်ပွဲခီးရန်ကိုဖျက်တမ်းခဲ့ရတဲ့ဆွန်လူတယောက်အခုတော့အစာအိမ်ရောဂါနဲ့ခေါင်းကိုက်ဝေဒနာတွေကိုခံစားနေရပါတယ်။လမ်းလေကောင်းကောင်းမလျှောက်နိုင်တော့ပါဘူး။တိုက်ပွဲကြာမှတော့ရိတ်ခါလည်းမလုံလောက်ပါဘူး။ဆောက်ရသည်ဆိုရင်လည်းဖက်နဲ့မပါပဲခြေပလာနဲ့ခြစ်တက်ရတယ်။တခြားရွေးစရာမှမရှိတာ။အဲ့ဒီတန်တွေကြောင့်အခုတော့ကျမကြီးကမကောင်းတော့ပါဘူး။စစ်ကပေးလိုက်တဲ့လက်ဆောင်တွေပေါ့ရှင်။အခုကျမတငယ်ချင်းတွေဆိုရင်ပညာတွေဆက်သင်ရင်ကျောင်းပြီးသွားကြပြီ။ကျမတို့သူတို့လိုပညာမသင်နိုင်တော့ပါဘူး။ အခုတော့ပါဝင်တဲ့သူစနီးဆွန်လူတို့ဆူမီရီယာဆိုတဲ့ရွာမှာနေကြပါတယ်မြို့တော်ကတ်မန်ဒူးနယ်ကတော့ကီလိုမီတာ900လောက်ဝေးပါတယ်အဲ့ဒီရွာမှာသူတို့လိုပဲမော်ဝါရီတဘုံဟောင်း200လောက်လည်းအခြေချနေကြပါတယ်တော်လိုင်းကြီးကာလာတို့ကတော့မော်ဝါရီဟာဟိုတယ်တွေမှာအရက်ရောင်းနေဆိုပြီးဖြက်စီးခဲ့ပြီးပါတယ်အခုတော့မော်ဝါရီတဘုံဟောင်းတယောက်ဖြစ်တဲ့ချီဒရာနဲ့သူစနီးရာမာတို့လည်းတဲခိုကန်းဖွင့်ထားကြပါတယ် အော်ဘာနေမှဆက်တော့ဘာသာကျမတို့ဟိုတယ်မှာလာတဲတဲ့ဧည့်သည်တွေကကျမတို့ကိုတပုံဟောင်းမှတိပါတော့အပြစ်တင်ကြတယ်ကျမတို့ကလည်းအတန်ငိမ့်နေပါတယ်ကိုကဒီအတိုင်းဝိုင်းမှာနေရတယ်လေတပုံတမှုကြီးတယောက်ဖြစ်ခဲ့တဲ့ကြီးစွာကအခုဆိုရင်နိုင်ငံသားမှာအလုပ်လုပ်ဖို့ဆန္ဒရှိနေပါတယ်ဆက်ပြီးတော့အခက်ကနေမှတင်ဘူးဘူးပရိုဂျက်တွေ ဒါတိမယစ်တုဂတ်ချူဘာနေကဒါတိမရကျွန်တော်တို့တော်လိုင်းရေးကရေမှန်းထားတဲ့အတိုင်းအောင်မြင်ပြီလို့ကျွန်တော်မထင်ပါဘူးကျွန်တော်တို့ကမော်ဝါဒီကောင်းဆောင်တွေကလေကားထိတယ်လို့အတုံးချနေတာဗျအခုတော့ကျွန်တော်လဲနိုင်ငံခြားမှာအလုပ်သွားလုပ်ချင်တယ်နိုင်ငံကူးလဲမှလည်းအဆင်သင့်ရှိနေပါပြီမလေးရှားဒါမှမဟုတ်ပင်လယ်ကွေ့ကိုသွားပြီးတော့အလုပ်လုပ်မယ်မော်ဝါဒီသဘုံဟောင်းနေတဲ့က1500ဝန်းကျင်ပဲအစိုးရစစ်တပ်နဲ့ပေါင်းဖို့ရွေးချယ်ခံရပြီးအခုတော့တင်နန်းတွေပြန်တက်နေကြပါတယ် ရာနဲ့ချီတဲ့တခြားသဘုံဟောင်းတွေကတော့စစ်တပ်နဲ့ပေါင်းချင်ပေမဲ့အရေးချင်းမမီလို့ဆိုပြီးပယ်ချခံခဲ့ရပါတယ်။ဒါကိုသဘုံဟောင်းတွေကလည်းမချိနဲ့ကြပါဘူး။သူတို့ကိုအရေးချင်းမမီဘူးလို့ပြောတာကိုသဘုံဟောင်းတွေကလက်မခံပါဘူး။ဘဝသစ်ကိုစနိုင်ဖို့ထောက်ပံ့ကြေးပေးဖို့ကိုလည်းအစိုးရစီကနေတောင်းဆိုနေကြပါတယ်။ဒီလိုမချိနဲ့ချက်တွေကိုမမှန်ကန်ကန်ကင်ကြွယ်ဖြေရှင်းနိုင်မှပဲရေရှည်ငြိမ်းချမ်းရေးအတွက်အာမခံချက်ရှိနိုင်မယ်လို့ကျွမ်းကျင်သူတွေကဆိုနေကြပါတယ်။ There are some serious problem exists အရေးချင်းမမီဘူးလို့သတ်မှတ်ခံရတဲ့ရဲဘော်တွေအခြေတကျဖြစ်ဖို့နဲ့လူဖွဲ့စည်းနဲ့ပြန်လည်ပေါင်းစည်းရေးကိစ္စမှာအခက်အခဲတွေရှိပါတယ်သူတို့ဟာသူတို့ဖြတ်တန်းတဲ့ခစ်ကမွေးထုတ်လိုက်တဲ့သားသမီးတွေပါပဲစစ်ပွဲတွေနဲ့ကြီးပြင်းခဲ့ရတယ်ဒါကြောင့်သူတို့ရဲ့စစ်မှန်တဲ့တောင်းဆိုချက်တွေကိုလက်ရောပေးဖို့လူဖွဲ့စည်းနဲ့အစိုးရမှတာဝန်ရှိပါတယ်ဒီလိုမှမဟုတ်ရင်တော့လမ်းကြောင်းလွှဲပြီးတော့မလိုလားအပ်တဲ့လူမှုပြဿနာတွေပေါ်ပေါက်လာနိုင်ပါတယ် အဲဒါပေမဲ့ဘဝသစ်မှာအဆင်ပြေနေသူတွေလည်းရှိပါတယ်။ပါဝင်တဲ့စွန်းနုတို့ကတော့ဒီနေ့အတွက်ပြားရီကီလိုဂရမ်40လောက်ရလိုက်ပါပြီ။ဒါတွေကိုအနည်းဆုံးစီးမှသွားရောက်မယ်ဆိုရင်တော့အမေရိကန်ဒေါ်လာ60လောက်ရဖို့ကတော့တေချာတလောက်ပါပဲခင်ဗျာ။အနန္တမယ်ဆမဆိုင်အကဒမ်ခူရှိချူရန်ဘိုင်ရဘရှေရာ။အခုတော့ငါလည်းစပီကူလာကောင်းနေပါကောချူ။ဟိုင်းနော်။အခုတော့ဘဝကအဆင်ပြေပါတယ်။တမီလေးတယောက်လည်းရှိတယ်။ မိသားစုအတွက်အလုပ်လုပ်တယ်။နေကန်တွေကလည်းကူညီကြတော့အားတက်ရပါတယ်။အခုတော့ကျွန်တော်သမီးလေးရဲ့အနာဂတ်အတွက်ပဲအာရုံစိုက်နေတယ်။ ဒီတစ်ပတ်အာရှသတင်းအာရှရှုခင်းအစီအစဉ်ကိုဒီမှာပဲရန်သားပြစီရှင်ရှေ့ပတ်ဒီမှာလဲထွက်ကြတဲ့သတင်းကောက်နှုတ်ချက်တွေနဲ့အတူမျက်မှောက်ရေးရာတွေကို တင်ဆက်ပေးဦးမှာပါကျမခင်မင်းစော်ပါရှင်